နယ်မြေပိုင်နဲ့သတ်မှတ်ချက်နဲ့ပတ်သက်လို့အငင်းပွားမှုတွေဖြစ်ပေါ်စေတဲ့မြေပုံကို application ထဲထည့်သွင်းမိခဲ့တဲ့နောက်တရုတ်ရဲ့နိုလက်ဖက်ရည်လုပ်ငန်းစုကြီးချာဂျီဟာမလေးရှားနဲ့ဗီယက်နမ်ပြည်သူတွေရဲ့ဒေါသနဲ့ကြုံတွေ့နေပါတယ်။ချာဂျီဟာဗီယက်နမ်အတွက်ထုတ်ဝေတဲ့ application တွေကမြေပုံမှာ9 dash line လို့ခေါ်တဲ့နယ်နမိတ်သတ်မှတ်မြင်းကိုထည့်သွင်းထားခဲ့ရာကပြဿနာတွေစခဲ့တာပါ။အဲ့ဒီနယ်နမိတ်မြင်းဟာတောင်တရုတ်ပင်လယ်ရေပိုင်နဲ့အားလုံးနေပါကို တရုတ်ပိုင်နဲ့ဖြစ်သတ်မှတ်ဖို့တရုတ်အစိုးရကတစ်ဖက်သက်ရေးဆွဲထားတာဖြစ်ပါတယ်။တရုတ်ဟာတောင်တရုတ်ပင်လယ်ရေပိုင်နဲ့ကိစ္စနဲ့ပတ်သက်ပြီးဖိလစ်ပိုင်၊မလေးရှား၊ဗီယက်နမ်၊ဘရူနိုင်းစတဲ့ဒေသရင်းနိုင်ငံတွေနဲ့အငင်းပွားမှုတွေရှိနေပါတယ်။အငင်းပွားစရာမြေပုံကို application မှာသုံးစွဲမိတဲ့နောက်ချာဂျီရဲ့ဗီယက်နမ်နိုင်ငံအတွက်ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာမှာဒေါသတကြီးဝေဖန်ရေးသားထားတဲ့မှတ်ချက်တွေလောင်ပြောင်မှုတွေကိုတွေ့လာရပါတယ်။ ဒီလိုမြေပုံမျိုးကိုထည့်သုံးခဲ့တဲ့ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကိုလည်းအပြင်းအထန်ဝေဖန်နေကြပါတယ်။ခြားကြီးဆိုင်ခွဲပေါင်း100ကျော်ဖွင့်လှစ်ထားတဲ့မလေးရှားမှာလည်းဗီယက်နမ်လိုပဲခါးသီးတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်လာပြီးကုမ္ပဏီကိုသပိတ်မှောက်ကြဖို့လူမှုကွန်ရက်ပေါ်စော်အုံးမှုတွေရှိနေပါတယ်။အကြောင်းရင်းကတော့ Nine Dash Line အရမလေးရှားရေပိုင်နက်ကိုပါတရုတ်ကပိုင်နက်အဖြစ်သိမ်းသွင်းသတ်မှတ်တဲ့သဘောဖြစ်နေတာကြောင့်ပါ။ခြားကြီးဟာဗီယက်နမ်ရဲ့ပထမဆုံးဆိုင်ကိုဟိုချီမင်းစီးတီးမှာဖွင့်လှစ်ဖို့စီစဉ်နေပြီး application ကို download ဆွဲတဲ့သူတွေကိုအခမဲ့ဝန်ဆောင်မှုတွေပေးအပ်မဲ့ကံလန်းချက်မိတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့လည်း application ထဲမှာအငင်းပွားစရာမြေပုံပါနေတာကြောင့် Vietnam ဈေးကွက်ထဲဝင်ဝင်ချင်းမျက်နှာပြက်စရာဖြစ်ခဲ့တယ်လို့ဆိုင်အသစ်ဖွင့်လှစ်မဲ့ကိစ္စကိုလည်းရွှေ့ဆိုင်းထားရဖို့ရှိနေပါတယ်။ပွဲစုနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးခြားကြီးကဘာမှတ်ချက်ပေးဖြည့်ရှင်းမှုမှမရှိသေးတယ်လို့တရားဝင်တောင်းပန်တာမျိုးလည်းမလုပ်သေးပါဘူး။ Vietnam နဲ့ Malaysia မှာတော့ ချာဂျီရဲ့လောက်ရဟာလေးစားမှုကင်းမဲ့တဲ့အတိတ်ပဲဖြစ်နေပြီးဈေးကွက်ထဲကပြန်ထွက်သွားဖို့တောင်းဆိုတာတွေပါရှိနေပါတယ်။ချာဂျီကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်မှာပထမဆုံးစတင်ထူထောင်ခဲ့ပြီးအခုတော့အာရှတိုက်ရဲ့နိုင်ငံတချို့စီဈေးကွက်ဖြန့်ကျက်လာနိုင်ပြီဖြစ်ပါတယ်။စင်ကာပူ၊ထိုင်းနဲ့မလေးရှားတို့မှာချာဂျီရဲ့ဆိုင်ခွဲတွေအများပြားဖွင့်လှစ်ထားတယ်လို့သိရပါတယ်ရှင်။